ဆွဲစီတက်ကိုဝဲခွဲမှာအနိုင်ရလို့နေပါကစားပြီးရောပါလေးနောက်ဆင်းတက်ဖို့အချိန်လေးကောင်းခဲ့တဲ့ဂိမ်းမှုများပရိသတ်များလုံးပဲပြင်လာဗျာရှေယိုအိုင်မက်ခွင့်ရှိကောင်အွန်လိုင်းအင်ဂျင်ကနေပြန်လဲကြိုးလိုက်ပါတယ်ဂိမ်းမှုကတော့အစင်လာမဖြစ်မင်္ဂလာမနက်မှာထုံးစံတိုင်းစပိန်ကုန်းမဲ့ထင်ခဲ့ရပေမဲ့အဝဲခွဲမှာရီယယ်ဆွဲစီတက်ကိုတေးခံကစားပြီးရောပါလေးနောက်ဆင်းတက်ဖို့အကောင်းဆုံးအချိန်လေးကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်ပရီးမီယာလိမှာအချိန်တွေမကောင်းလို့ဘယ်ရင်ပြောင်းမေ့နေရပြီးယူနေကြပြည်ရင်းဖလားနေတော့မရနိုင်တော့တာမို့ဂိမ်းမှုတို့ဟာအများသတိကွက်တဲ့ပက်လက်မျောနေရတဲ့အသင်းဖြစ်ပါတယ် ဒါပေမဲ့တကယ်တမ်းမှာဂိမ်မိုးတို့ဟာဘယ်သူမှမသိအောင်အခြေကြီးကျန်နေတဲ့အသင်းဖြစ်ပြီးယောပါလိယူကာနာအသည်ချန်ပီယံလိဂ်ဝင်ခွင့်ကိုတိုက်ရိုက်ယူဖို့ကြံစီနေတယ်ဆိုတာပဲဖြစ်ပါတယ်။မပြီးခင်မမမြင်စင်းနဲ့ဆိုလိုဖလားမြအသေးကမှာတော့အားလုံးကဝိုင်းလောင်နေပေမဲ့တကယ်တမ်းဖလားရသွားရင်တော့ဂိမ်မိုးတို့ဟာလူမှုကွန်ရက်တစ်ခွင်ပြည့်ပြည့်စင်အောင်ပွဲခံပြီးဟိတ်တာတွေကိုယဉ်ခံအောင်လုပ်ပြတော့မှာဖြစ်ပါတယ်။ဆိုစီတဲ့နဲ့ပွဲမှာဂိမ်မိုးတို့ဟာနိုင်ကိုနိုင်ကဲတင်ပြီးတိုက်စစ်ပိုင်းအဆုံးသတ်ညံပြင်းလို့လာကြောင်းသာလိုအပ်နေတဲ့နိုင်ကိုတွေကိုမရသွားခဲ့တာပဲဖြစ်ပါတယ်။ဒါတော့ကအလေးပါအသေးပါတယောက်တည်းလွတ်နေတာတော့မပေးတဲ့အထိတိုင်ပတ်နေတာဖြစ်ပြီးကာနာချိုးဆိုရင်လည်း တကောကောင်းဆန်လို့မီလူပေးရမယ့်အလုံးစုံမပေးမပေးရမယ့်အလုံးစုံရင်ပေးနေဖြစ်ချင်းတော်တွေဖြစ်နေခဲ့တာပါကာနာချဲအိုင်နော့ကရိုနယ်ဒိုရောဟုတ်ရဲ့လားအိုင်ရှော့စပီများလားဆိုပြီးမေးယူရတော့မလို့ဖြစ်နေပြီဖြစ်ပါတယ်ပွိုင်လန်ကတော့တဖြည်းဖြည်းနဲ့လူပိုကြီးတယောက်လိုဖြစ်လာခဲ့ပြီးသူအစားတိုက်စစ်မှာရေခဲတူတာထားကစားရင်တော့မှဘောလုံးထိပြီးခိုးရနိုင်ပါသေးတယ်တဲ့ရတဲ့ပနာဒီကလည်းပြိုင်ပွဲဘယ်ကစားသမားကစောကမတက်ပဲဗီယာကစင်နာတွေကောင်းပြီးထားပေးလိုက်တာမျိုးဖြစ်ပါတယ်ဒါကြောင့်ဂိမ်းမှုတော့ကံမကောင်းလို့သာတင်ကြခဲ့တာဖြစ်ပြီးနောက်မဆိုရင်အခုချိန်စပိန်ကျွန်းကဘာညာနဲ့ရီယယ်ဆိုစီတက်ကိုနိုင်ငံရီယယ်မက်ထစ်ကိုနိုင်ငံလိုမျိုးအောင်ဝဲထားခံနေကြအောင်မှမြင်အောင်ပါသေးတယ် ။ White Hat လူစင်းမှာဂိမ်မှုတို့ဟာတိုက်စစ်မှာ White Land Sassy Garnacho တို့ကိုတွဲမိထားပါရင်ခွဲလက်မှာတော့ Dogu Casmero တို့ Bruno Dallo တို့ရှိနေခဲ့ပြီးခန်းစစ်မှာ Mazarawi Dele တို့တို့ကိုသမအောင်နာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါရင် Sassy Back ကလည်းအဓိကကစားသမားတွေကိုတုံးဆွဲလာခဲ့ပြီးဂိမ်မှုတို့ကိုရှယ်ရိုက်ဖို့ကြိုးစားလာခဲ့ပါရင်ဂိမ်မှုတို့ဟာပွဲစားကလေးကနေချွဲချနေအောင်တိုက်စစ်ဆင်နေခဲ့ပြီးအသေးအတန်ဂိမ်းမှန်ကစားခဲ့တာဖြစ်ပါရင်ပွဲချိန်စက်တမ်ဘာလမှာတံမြန်တိုင်းစင်းကနေဂါနာချိုအသင်းတော်တွေကိုမပေးမဲ့ကိုပိုင်ကန်သွင်းခဲ့ပေမဲ့ပြိုင်မဲ့ကုသမကာကွယ်သွားနိုင်ခဲ့ပါရင် ပွဲကြီး36မိနစ်မှာဒါတော့ဖြန့်ချိုးပေးတာကိုဘလူးနိုနဲ့ဆယ်စီတို့ကတလဲချင်းအပိုင်ကန်ခွင့်ရခဲ့ပေမဲ့ဂုံးဖြစ်ခဲ့ပေမှာမူပရိုင်မှာဆယ်စီတဲတို့ဘာမှဟောဒီပန်တီမလုံနိုင်ခဲ့ပဲဂေမူးတို့ကသာဖိကဆိုင်ဂုံးမရှိသေးကြရင်ခဲ့တာဖြစ်ပါရင်ဒီလိုနဲ့ဒုတိယပိုင်းမှာလည်းဂေမူးတို့ကိုရနိုင်တဲ့အခွင့်အရေးတွေတန်းစီရခဲ့ပေမှာပွဲကြီးမိနစ်50မှာဒိုကိုရဲ့ဖြန့်ချိုးပေးမှုကိုဝိုင်လန်အပိုင်ကန်ခဲ့ပေမဲ့လွဲချော်ခဲ့ပြီးတက်ဆင်ပိတ်တဲ့ဂါနာချူကလည်းဂိုးပေါက်ဘေးကတ်ထွက်အောင်ကန်သွားခဲ့ပါရယ်ဂေမူးတိုက်စင်စားမရဟာရခိုင်ပိုင်ရောက်နေတဲ့တမန်လေးတွေလိုပဲဘာမှမလုပ်တဲ့မကင်တဲ့နဲ့ဖြစ်ချင်းတို့လိုတွေဖြစ်နေတာပဲဖြစ်ပါရယ် ဒီလိုနဲ့ပွဲချင်း56မိနစ်ရောက်မှသာလိုအပ်နေတဲ့ဂိုးတွေကိုမြင်တွေ့ခဲ့ရပြီးကာနာချိုရဲ့ထိုးပေါက်ဖန်တီးပေးမှုကနေဇက်စီကအပိုင်ပိတ်သွင်းသွားရုံခဲ့တာဖြစ်ပါတယ်။တိုင်းစစ်ပါကာနာချိုတူးတဲ့တွင်ဂိုးကန်သိမှုအကျဉ်းအီအတွက်မနေ့လုတ်ခဲ့ပြီးတလုံးမှဂိုးပေါက်မဲမဲရမတဲခဲ့တာကစိတ်ပြည့်စရာအကောင်းလုံးခဲ့ပါတယ်။ဒီလိုနဲ့ဂိမ်းမှုလို့ဟာပွဲအစဉ်68နာရီမှာကြမ်းကြမ်းပန်းပန်းဘယ်ကစားမှမမြင်ရတဲ့လက်ထိပေါ်အနေထားကနေပြတ်တရီပေးခဲ့ရပါတယ်။စစ်စည်းတဲ့ကစားမတွေတော့စောရကတက်ခဲ့တာမျိုးမရှိဘဲနဲ့ဗီယာကသဘောကောင်းပြီးသွားတဲ့သူထားပေးတာဖြစ်ပါတယ်။ရရှိလာတဲ့ပြတ်တရီကိုတော့အိုရာဇာဘယ်ကအပိုင်ကန်သိမ်းခဲ့ပြီးအိုနာနာလည်းဘာမှမတက်နိုင်တော့ပဲဖြစ်ပါတယ်။ ဒေမိုရိုအဖြစ်ကစတဲ့ရောက်လာတဲ့ထမင်းလုံးအပုတ်ချခံလိုက်ရတဲ့လိုမျိုးဖြစ်ပါတယ်။ဗိုင်းပြပြပါအင်ဂွေအိုထရဖို့မှာဒုတိယကြော့ကစားရမှာမို့နောက်တစ်ဆင့်တက်ဖို့အလားလာအကောင်းဆုံးအခြေအနေကိုရှိနေခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလာပါမယ်။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။